မီးလောက်ပြန်သွားရင်တဲ့အပေါ်ကပဲလိုက်တယ်နော်တဲ့မီးတက်ကားကိုအထက်ကမလိုက်ဘူးလားတဲ့အပေါ်လိုက်တော့မကြောက်ဘူးလားပေါ့အဲကြောက်တော့မကြောက်ပါဘူးဒါပေမဲ့အပေါ်ကလိုက်တယ်အန်နီရတော့ပုံများပါတယ်နော်ဒါပေမဲ့အဲကိစ္စတိုင်းမှာတော့အန်နီရကင်းတယ်ဆိုတော့မရှိပါဘူးအခုအတဲကိုပြပေးမယ်မီးတက်ကားအတဲရလိုက်မယ်ဆိုရင်ဒီမှာကိုတို့ကဒီစက်တွေထည့်ထားတာရှိမယ်ကိုထုတ်တွေရှိမယ်ဘီဒီမှာ BA စက်တွေရှိမယ် ဒီဖုန်းဆေးဘုံနေရှိမယ်ဒီနေရာမှာနေရာထိုင်မယ်ဆိုတော့၃ယောက်၄ယောက်လောက်တော့ထိုင်လို့ရတယ်အဲဒါနောက်ခန်းပေါ့နော်ရှေ့ခန်းမှာကအဲကိုဘက်ကရင်မောင်းပါမယ်ဒီဘက်ကကွန်မန်ဒါတယောက်ပါမယ်ပေါ့နော်အဲ့တော့အကိုကထိုင်ရတာနည်းနည်းကြီးကျက်တယ်လို့ခံစားရတယ်ဘွာပြီးတော့အပေါ်မှာလိုက်ရတာကိုပိုကြိုက်တယ်အဲကြောင့်မလို့မိသက်ကားကိုအပေါ်မှာပဲလိုက်တာများပါတယ်ဒါပေမဲ့အောက်မှာလိုက်ဒီအနောက်ခန်းထဲကထိုင်ပြီးလိုက်တာလည်းရှိပါတယ်အချိန်မရရင်ပေါ့အချိန်ရရင်တော့အပေါ်ပဲတက်ပါတယ် ကလေးရှိတယ်အင်းပေါ်ရောက်သွားပြီပေါ်ရောက်သွားပါပြီအဲဆိုတော့ပေါ်ရောက်သွားပါအင်းပေါ်ဆိုရင်ဒီမှာထိုင်မယ်လေကားကြားထဲမှာအဲလေကားကြားထဲမှာလေကားကြားထဲမှာမိုက်ပါထိုင်ရတာမကျိုးလဲကင်ထားလို့ရတယ်ကြာ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 ဟိုလေအပီ အဲ့ဒီဒီတကအပေါ်ကလိုက်တဲ့ဗီဒီယိုတင်လို့ရှိရင်မြင်းစည်းနဲ့မြင်းစည်းနဲ့မဟုတ်ကားခုံနေချိန်မှာကျိုးကင်တာကြာကြာကြာရအဲ့လိုကျိုးကျိုးကင်မျိုးကျွဲစည်းနေရတာ